ရုပ်ရှင်လောကမှာလူပညာရှင်အမည်ဆုံးရုပ်ရှင်မင်းသမီး9ယောက်အခုချိန်မှာမြန်မာနိုင်ငံမှာကိုစိန်းတို့တွေကတရရိပ်တက်လာတာဖြစ်ပါတယ်။အရင်တော့ကတထောင်တဲ့ပစ္စည်းဟာအခုချိန်မှာ2000မကပေးနေရပါပြီ။ဒီလိုပါပဲ။အပြင်ကကိုစိန်းတို့တွေတရရိပ်တက်လာသလိုအနုပညာလောကတွေမှာလည်းကိုစိန်းတို့တွေကတရရိပ်ထိုးတက်လာတာဖြစ်ပါတယ်။ဗီဒီယိုထဲမှာတော့မြန်မာရုပ်ရှင်လောကထဲမှာဈေးကြီးဆုံးရုပ်ရှင်မင်းသမီး9ယောက်ကိုပြောပြပေးသွားမှာဖြစ်ပါတယ်။နံပါတ်5ဆိုပြတဲ့စဉ် ရုပ်ရှင်လောကထဲမှာဈေးကြီးဆုံးအမျိုးသမီးနုပညာရှင်တယောက်ကတော့ဆိုပြီးသစင်ပါဆိုပြီးသစင်ဟာခုချိန်မှာတော့နာမည်ကြီးထိတ်တန်းမင်းသမီးမဟုတ်ပါဘူးဒါပေမဲ့လေဆိုပြီးသစင်ဟာအနုပညာလောကထဲကိုစနစ်ကျော်တက်ရွယ်ကလေးကဝင်ရောက်လာတဲ့မင်းသမီးဖြစ်တယ်လို့အနုပညာရေးသွေးလေးမြန်မာပါရီဒါပြင်တယောက်ဆောင်ဆိုပြီးသစင်ဟာသူမရဲ့အနုပညာစင်တန်းကိုရိုးခုမှထိန်းထားတာပါဒါကြောင့်လေမကြခင်မှာဟင်းဝင်ရနဲ့လက်ထက်တော့မေလို့သတင်းတွေထွက်နေတဲ့ဆိုပြီးသစင်ဟာမြမရုပ်ရှင်လောကမှာဈေးကြီးဆုံးအမျိုးသမီးတယောက်ဆောင်မင်းသမီးတူဖြစ်ပါတယ်နမက်လေးခင်ဝင်းပါ အနုပညာလောကထဲမှာဈေးကြီးဆုံးနောက်ထပ်မျိုးသမီးနုပညာရှင်တယောက်ကတော့ခင်းဝါပဲဖြစ်ပါတယ်။ခင်းဝင်းဝါဟာအလားမေလောကကနေနုပညာလောကထဲကိုဝင်ရောက်လာသူဖြစ်ပြီးအခုချိန်မှာတော့မြန်မာနိုင်ငံရဲ့ထိပ်တန်းတရုတ်ဆောင်မင်းသမီးတလဲဖြစ်နေပါပြီ။အထူးသဖြင့်ခင်းဝင်းဝါဟာအစောပိုင်းမှာတရုတ်ဆောင်မကောင်းခဲ့ဘူးဆိုပေမဲ့အခုချိန်မှာတနေ့ထက်တနေ့သူမရဲ့နုပညာရှည်သွေးမြန်မာလာတယ်လို့ဆိုရမှာပါ။ဒါကြောင့်လေခင်ဝင်းဝါဟာခုနပိုင်းရုပ်ရှင်လောကထဲမှာတော်တော်လေးနေရာရလာကရုပ်ရှင်ဇာတ်ကားတော်တော်များများမှာတည်ယူဆောင်နေရတာဖြစ်ပါတယ်။ အခုနောက်ဆုံးရုတ်တင်သွားတဲ့ပြောတန်ရုပ်ရှင်ဇာတ်ကားမှာဆိုရင်လေခင်းဝါဟာအကယ်ဒမီစုနဲ့ထိုက်တန်တဲ့အခြေသွေးကိုပြသသွားနိုင်တာဖြစ်ပါတယ်။ဒါကြောင့်လေခင်းဝါရုပ်ရှင်လောကထဲမှာဈေးကြီးဆုံးထိုက်တန်မင်းသမီးတစ်ယောက်ဖြစ်နေတာပါ။နံပါတ်3မိုးရီကို ခမွေးဝါတဲ့နှုပညာကြီးမြင့်တဲ့အမျိုးသမီးတယောက်ဆောင်ကတော့မိုးရီကိုပါမိုးရီကိုကနှုပညာလောကမှာထိတ်တန်းနေမယ်ကြီးရုပ်ရှင်မင်းသမီးတလည်းဖြစ်တယ်လို့သူမရဲ့ချမ်းသာကြွယ်ဝမှုတွေကအမခံများပြပါရီဒါကြောင့်လည်းမိုးရီကိုကသူမကိုလာရောက်ကန်လန်းတဲ့ဇာတ်ကားတွေမှန်သမျှလက်မခံမဲတကယ့်ကောင်းတဲ့ကာရီတာဇာတ်ကားတွေကိုပဲလက်ခံနေလို့ဆိုပါရီဒါပြင်မိုးရီကိုကရုပ်ရှင်ဇာတ်ကားတွေကိုတန်းတစ်ခုပမာဏတစ်ခုရမှပဲလက်ခံနေလို့ဆိုပါရီဒါကြောင့်လည်းမိုးရီကိုကနှုပညာလောကမှာဈေးကြီးကနှုပညာကြီးမြင်မာတဲ့ထိတ်တန်းမင်းသမီးတလည်းဖြစ်နေတာဖြစ်ပါရီ ။နံပါတ်2ဖွဲ့ဖွဲ့မြန်မာရုပ်ရှင်လောကမှာလူပညာရှင်ဒုတိယအကြီးဆုံးမင်းသမီးကတော့ဖွဲ့ဖွဲ့ပါ ဖွဖွေးရအနုပညာလောကကနေ9နှစ်တာလောက်အနားယူခဲ့ပေမဲ့လည်းပြိသက်တရားတော့ဖွဖွေးကိုအားပေးနေကြဆဲပါဒါကြောင့်လေအနုပညာလောကမှာဖွဖွေးရဲ့အာမြင်မှုကရက်တက်လို့မရနိုင်ပါဘူးဒီတိုင်းမတိုင်ခင်ကလည်းဖွဖွေးဟာအနုပညာလောကမှာအာမြင်ဆုံးမင်းသမီးတစ်လက်ဖြစ်ခဲ့တာပါဒါကြောင့်လေတရုတ်ဆောင်မင်းသမီးလေးဖွဖွေးဟာအနုပညာကျင်းအမြင်ဆုံးရတဲ့မင်းသမီးလေးဖြစ်ခဲ့တာဖြစ်ပါတယ်အခုဖွဖွေးတရားအနုပညာလောကကိုတကြောပြန်ဝင်ရောက်တာချိန်မှာလေဖွဖွေးတရားမြန်မာရုပ်ရှင်လောကထဲမှာဈေးကြီးဆုံးမင်းသမီးတစ်ယောက်ဖြစ်နေစေလို့ဆိုပါတယ် နမတေဝမောရွှေလက်ရှိနုပညာလောကမှာဈေးအကြီးဆုံးမင်းသမီးကတော့ဝမောရွှေပါပဲတင်မကြီးဇက်ကနဲ့ကယ်ဒမီရကထိတ်တဲအောင်မြင်ဆုံးမင်းသမီးဖြစ်နေတဲ့ဝမောရွှေဟာအိမ်အောင်ကြသွားတာတောင်မှသူမရဲ့အောင်မြင်မှုရှိဝါကကြာဆင်းသွားခြင်းမရှိပါဘူးအခြားသောမင်းသမီးတွေဆိုရင်အိမ်အောင်ကြပြီးရင်နမေကြပေမဲ့ဝမောရွှေကတော့ထိတ်တဲမင်းသမီးဖြစ်နေဇက်ကများစွာရိုက်ကူးဖို့ကန့်လန့်ခံနေရဆဲပါဒါကြောင့်လေဝမောရွှေရနုပညာကြီးအမြင့်ဆုံး မြန်မာမင်းသမီးဖြစ်နေတာဖြစ်ပါတယ်အခုပြောပြခဲ့တာကတော့အနုပညာရှင်မြင့်ဆုံးမင်းသမီး9ယောက်ပါဒီမင်းသမီးတွေနဲ့ပတ်သက်လို့မိမိတို့ရဲ့အမြင်လေးကိုလည်းမှတ်ချက်ပေးခဲ့ပါအောင်ရှင်